ကလတ်ရဲ့တမိုင်းတခြားဒီနှစ်နှစ်90အတွင်းမှာအနေဆုံး15နေရလက်ရှိအသင်းကအကျွေးတွေကလည်း1ဝိုင်းတယ်1ဘီလီယံလောက်တည်ရှိတယ်။လွန်ခဲ့တဲ့3နှစ်အတွင်းမှာပေါင်250မီလီယံအထက်ရှုံးပေါ်ခဲ့တယ်။ Shareholder နဲ့ Head of Football Operation Sir Jim Ratcliffe ကိုတိုင်ကလည်းလွန်ခဲ့တဲ့3လလောက်ကအသင်းမှာကြီးကြီးမားမားအတုံးအဆွဲမလျှော့ရင်ကလပ်က Christmas မတိုင်ခင်မှာ bankrupt ဖြစ်တော့မယ်လို့ပြောတယ်။ဒါပေမဲ့ ခြားအသင်းတွေကဒုက္ခရောက်ပြီးသူတို့ ကစားသမားတွေကိုမရောင်းခြင်းမဲရောင်းရအပြောင်းရွှေ့အသစ်တွေကိုလည်းထိန်းနေရတဲ့အချိန်မှာ Manchester United က Matthias Cunha နဲ့ Brian Aubameyang နှစ်ယောက်ပေါင်းတန်တရာ20ပြောင်းရွှေ့ကြီးပြီးတော့လက၄သိန်းခွဲအထိဘလို့ပေးနိုင်တာအယောင်ပိုင်းကလည်းအခုချိန်ထိတောင်မှမရှိဘူးအဲ့တော့ဒီဗီဒီယိုမှာ ပြင်းစရာကောင်းတဲ့ငွေရေးကြီးပိုင်းမိကုံးလေးတွေဖြစ်တဲ့နံပါတ်1 United ကဘလို့ဖြစ်လို့ပတ်စံတွေဆက်သုံးနိုင်တာလဲနံပါတ်2 PSR regulation rule ကိုချိုးဖောက်ဖို့ဘလောက်နှိစက်နေပြီလဲဆိုတာကိုကြည့်လိုက်ရအောင်။နံပါတ်1မိကုံးရဲ့အဖြေကိုဖြေဖို့ကပိုလွယ်တယ်။ Manchester United ကတကယ်တော့ cash machine ။ကမ္ဘာပေါ်မှာနံပါတ်4ဝင်ဝင်အကောင်းဆုံးအသင်း ်ပရီးမီးယားလိမှာလည်းနံပါတ်1ကွင်းပေါ်မှာပောက်ကရတွေဘလောက်ပဲဖြစ်နေပါစေမန်ချက်စတာယူနိုက်တက်ရဲ့ commercial တွေ broadcasting တွေတိကျရောင်းကြီးတွေကဂလေးစားတွေမတိုင်ခင်ကတော့သူတို့လက်ထဲမှာရောအမြဲတမ်းတိုးတက်နေတာ2005ခုနှစ်ဂလေးစား family အသင်းကိုဝယ်ပြီးတဲ့နောက်ပိုင်းမှာ15နှစ်လုံးလုံးမှာအနည်းပဲရှုံးပေါ်ခဲ့ဘူးတဲ့အဲ့ဒါက2005ခု2006ခုနှစ်ဖလားလက်လွတ်ခဲ့ရတဲ့နှစ် Champion League မှာ Group Stage ကနေထွက်ခဲ့ရတဲ့နှစ်အဲ့ဒီနှစ်မှာ 34တန်းအထိရှုံးပေါ်ခဲ့တယ်။အရှုံးပေါ်တဲ့နှစ်အပါဝင်15နှစ်လုံးပေါင်းအသင်းက494မီလီယံပေါင်အထိအမြတ်ရခဲ့တယ်။2012ခုနှစ်မှာ Manchester United ရဲ့ဝင်ငွေဟာ တန်း330အထိရှိနေပြီအဲ့ဒီအချိန်ကပရီးမီးယားလိအသင်းကလပ်တွေထက်90ရာခိုင်နှုန်းနဲ့ပိုများတယ်ဒါပေမဲ့ထူးထူးဆန်းဆန်းကစားသမားတွေကိုပေးရတဲ့လာကကလည်း Chelsea တို့ Manchester City တို့ထက်နေတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ကိုလူတို့အတိ United ရဲ့အခြေအနေ2020ခုနှစ်ကစပြီး9နှစ်ဆက်တိုင်အသင်းကရှုံးပေါ်ခဲ့တယ် Champion League Qualify မဖြစ်တာတွေကစားသမားတွေကိုမတန်တဆတွေပေးရတာ COVID-19 ကြောင့်တိကျမရောင်းရတာတွေ အဲ့ဒါလေးကြောင့်ငါးနှစ်ပေါင်းတန်ပေါင်း358တန်ရုံးပေါ်ခဲ့တယ်။အသင်းရဲ့ငွေသားပမာဏအတိတ်တပါကျဆင်းသွားတယ်။2020မတိုင်ခင်ကရှိတဲ့တန်300ကျော်ကနေ2025နှစ်မှာ84တန်ပဲကျန်တော့တယ်။ဒါပေမဲ့အခုလက်ရှိ Premier League ကလည်းအသင်းတွေထဲမှာဒုတိယအများဆုံးနေရာမှာတော့ရှိနေသေးတယ်။အဲ့ဒါအပြင်လက်တလောကမှာ Jim Ratcliffe ရဲ့တန်300ထက်ထည့်ထားတာကိုလည်းထက်တွက်မယ်ဆိုလို့ရှိရင်နံပါတ်1မိန်းကုန်းကတော့ရှင်းသွားပြီ။ Okay ဒါဆိုနံပါတ်2မေကွန်ဒီလောက်နှစ်ပေါင်းများစွာအရှုံးပေါ်နေတဲ့အသင်းက Aston Villa တို့ Newcastle တို့ Everton တို့နဲ့ရှင်ဘာဖြစ်လို့ PSR အရာအသင်းတစ်သင်းက3နှစ်အတွင်းအကြမ်းမြင့်105သန်းအထိရှုံးပေါ်ဝင်ရှိရယ်2021က2023 3နှစ်အတွင်း United က313သန်းအရှုံးပေါ်ခဲ့တယ် ဒါပေမဲ့ Newcastle, Villa တို့ Forest Van တို့ဆွဆွဲတယ်လို့မျိုးအာဂရီလိုက်စားမှုတွေကြောင့် Manchester United က PSR regulation နဲ့မညှိခဲ့တာတော့မဟုတ် Manchester United ပေါ်ခဲ့တဲ့အရှုံးတွေက PSR နဲ့မဆိုင်တဲ့အခြားကုမ္ပဏီအကောင့်ရဲ့အောက်မှာပြီးတော့ Premier League ကအခြားအသုံးအနှုန်းတွေကိုလည်းထပ်လုပ်ပေးသေးတယ် Youth Development တွေတို့ Infrastructure တွေတို့မိမဘောလုံးအသင်းတွေကို invest လုပ်တာတွေတို့ပြီးလို့ရှိလို့ရှိရင် COVID-19 ဖြစ်တော့ Close down ကြောင့် ticket မရောင်းရတာတွေကိုလည်းတော်တော်များများပြန်နှုတ်ပေးထားသေးတယ်အဲ့တော့ တို့ပြောရလို့ရှိလို့ရှိရင်2024 2025 PSR ကိုထိဖို့အနေရှိတဲ့အသင်းထဲမှာ Manchester United မပါဘူးမပါရုံနဲ့မဟုတ်ဘူးတန်140လောက်ထိကိုကျန်လေးတယ်ကဲအဲ့တော့နံပါတ်2မိကုန်းနဲ့ရှင်းသွားပြီ